မွန်ပြည်နယ်အတွင်းမှာရှိတဲ့ဖုန်ကြီးကျောင်းတွေနဲ့သီလရှင်ကျောင်းတွေမှာလိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေစီးနှင်းတာနဲ့လက်ဝဲထားရှိခြင်းမရှိစေဖို့ဇွန်လရဲ့ရည်စွဲနဲ့ပြည်နယ်တန်ကနိုင်ရကအဖွဲ့ကညွှန်ကြားချက်ထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။မွန်ပြည်နယ်အတွင်းလိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေစီးနှင်းတာနဲ့လက်ဝဲထားရှိတာတွေကိုစီမံချက်ချမှတ်ပြီးအရေးယူဆောင်ရွက်လျက်ရှိကြောင်းနဲ့ CRG တွေအနေနဲ့သက်ဆိုင်ရာတန်ကနိုင်ရကအဖွဲ့တွေကနေတဆင့်ဖုံးတော်ကြီးကျောင်းတွေ တာသနာနယ်ဝင်သီလရှင်ကျောင်းတွေမှာလိုင်စင်မဲ့မော်တော်ယာဉ်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေစီးနေတာလက်ဝဲထားရှိခြင်းမရှိစေရလိုအပ်သလိုမိကြားရှောက်ထားပေးဖို့ညွှန်ကြားစာမှာဖော်ပြထားပါတယ်။ဒါကြောင့်တပ်ဆိုင်ရာရက်ကွက်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ကျောင်းတိုက်တွေသီလရှင်ကျောင်းတွေကိုအမြန်ဆုံးသိရှိလိုက်နာစေဖို့နဲ့စီးနေတာလက်ဝဲထားရှိတာတွေမပြုတ်လုပ်ဖို့ညွှန်ကြားစာမှာပါရှိပါတယ်။ဒီညွှန်ကြားချက်ဟာပြီးခဲ့တဲ့ဇွန်တရက်ကစတင်ပြီး မုံပြင်းနဲ့အတွင်းသက်ဆိုင်ရာကလိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကိုစီမံချက်နဲ့ဖမ်းဆီးနေမှုနဲ့ဆက်ဆက်နေကြောင်းနဲ့သက်ဆိုင်ရာကလိုင်စင်မဲ့မော်တော်ယာဉ်တွေမော်တော်ဆိုင်ကယ်တွေဖမ်းဆီးမှုတွေကြောင့်ပြည်သူတချို့ဟာ၎င်းတို့ရဲ့လိုင်စင်မဲ့ယာဉ်တွေကိုဖုံးကြီးကျောင်းတွေမှာလာရောက်ရန်နာထားရှိတဲ့အတွက်သက်ဆိုင်ရာမြို့နယ်တန်ကနိုင်ရကအဖွဲ့ထံကိုတိုင်ကြားမှုတွေရှိလာပြီးတဲ့နောက်ဒီညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ပြည်내သာသနာရေးရုံးနဲ့နှိစက်သူတွေထံကသိရပါဗျာ။ ဒါပြင်ဖုန်ကြီးကျောင်းတွေနဲ့တေလရှင်ကျောင်းတွေမှာသာသနာအမှတ်တံဆိုင်နဲ့လိုင်စင်မဲ့မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေတက်ဆင်ဈေးနဲ့အသုံးပြုတာတွေရှိနေတဲ့အတွက်ကြောင့်လည်းအခုလိုလှုပ်ဆောင်ခြင်းမပြုဖို့ညွှန်ကြားထားတာဖြစ်ကြောင်းနဲ့လက်ရှိမှာလည်းတက်ဆိုင်ရာကသာသနာအမှတ်တံဆိုင်ပါလိုင်စင်မဲ့ယာဉ်တွေကိုပါဖမ်းဆီးနေတယ်လို့သိရပါဗျ။